โอเคမင်္ဂလာပါသမစ်ကနေကြိုဆိုပါရစေ Alice in Borderland Season 2ကတော်တော်ရှင်းခုံးမှုကောင်းခဲ့ပါတယ်နောက်ဆုံးပိုင်းမှာအားလုံးသိကျင်နေတဲ့ဗဟေလီဖြစ်တဲ့ Tokyo တမြို့လုံးဂိမ်းထဲဘယ်လိုရောက်သွားလဲဆိုတာရဲ့အဖြေတွေကိုလည်းပြီးသွားပါတယ် Tokyo မြို့ပေါ်ကိုအုတ်ကားကဲတစ်ခုကြာလာပြီးလူတွေအားလုံးက Borderland ဆိုတဲ့နေရာကိုပို့ခံလိုက်ရပါတယ် Borderland မှာအသက်ရှင်မှုအတွက်ဂိမ်းတွေကစားရပါတယ်နောက်ဆုံးရှင်ကျန်သူတွေကအပြင်လောကမှာပါအသက်ရှင်ပြီးတည်သွားတဲ့သူတွေကတော့အပြင်မှာလည်းတကယ်တည်သွားပါတယ် ပရိသတ်တွေက Alex in Borderland ကို season 2နဲ့ပဲဆက်သိမ်းပြီလို့ထင်ထားတာပါဘာလို့လဲဆိုတော့မန်းငါထဲမှာလည်းဒီလိုအန်နီနဲ့ပဲအဆုံးသတ်သွားလို့ပါဒါပေမဲ့နောက်ထပ် season တစ်ခုထပ်ထုတ်အောင်မယ်ဆိုတဲ့သတင်းကြောင့် fan တွေလည်းဘာများဖြစ်မလဲဆိုတာတကြောပြန်စိတ်ဝင်စားသွားပါတယ် season 3ကြောင့်မပြောခင်အရင်ဂိမ်းတွေမှာပါခဲ့တဲ့ဖဲချက်တွေအကြောင်းကိုတကြောပြန်ပြောပါမယ်အားလုံးသိထားတဲ့အတိုင်းပဲ Alex in Borderland မှာဖဲချက်တွေကအထိပယ်အမျိုးမျိုးရှိပါတယ် ဂိတ်တမျိုးကိုဖဲတစ်ချက်နဲ့ကိုစားပြုပြီးတော့စပိတ်ထက်တောင်းရင်အပွင့်တွေကဂိတ်အမျိုးအစားအပွင့်အရေအတွက်ကခက်ခဲမှုအဆင့်ဆိုပြီးသတ်မှတ်ထားပါရယ်စပိတ်ကအာသုံးပြီးဆော့ရတဲ့ဂိတ်တွေဟတ်ကစိတ်ပိုင်းဆိုင်ရာဆော့ရတဲ့ဂိတ်တွေဒိုင်းမွန်းက logic game အတွက်အချက်နဲ့သက်ဆိုင်တဲ့ဂိတ်တွေနောက်ဆုံး club ကတော့အဖွဲလိုက်ပူပေါင်းပြီးဆော့ရတဲ့ဂိတ်မျိုးတွေပါ season 1မှာအပွင့်တမျိုးကို10ကက်စီနဲ့ကက်40ပြည်အောင်ဆော့ခဲ့ကြရပါရယ် season 2မှာတော့ပိုပြီးခတ်တဲ့ jack queen king တွေပါပါလာပါရယ် Jack Winking တွင်လည်းအရင်ကတည်းကမတူတာကတော့ဒီဂိမ်းတွင်မှာဆရာကြီးတယောက်အမြဲပါပါတယ်။သူတို့ကိုတော့ Borderland မှာနေထိုင်သူ Citizen ဆိုပြီးခေါ်ပါတယ်။နောက်ဆုံးမှာ ISU က Queen of Hearts ကိုအနိုင်ယူပြီးဂိမ်းကိုအဆုံးသတ်လိုက်တော့ဖဲတော့တစ်ခုမှရှိတဲ့ကတ်တွေအားလုံးကုန်သွားပြီလို့ပြောရပါမယ်။ဒါပေမဲ့ကြံနေသေးတာက Joker ကတ်ပါ။ဖဲဂိမ်းတွင်မှာ Joker ဆိုတာ Wild Card ဖြစ်ပါတယ်။ Wild Card ဆိုတာကကြံတဲ့ကတ်တွေအားလုံးထက်တားတဲ့ကတ်မျိုးပါ။ဒါကြောင့် Season 3မှာတွေ့ရမယ့် Joker ကအခက်ဆုံးဂိမ်းဖြစ်မယ်ဆိုတာသိကြပါဗျ။ ။ marketing scene နဲ့ promo ပုံတွေမှာလဲ joker ခက်ကိုပဲတုံးနေတာချင်း joker က season 3မှာအရေးကြီးတဲ့နေရာကပါလာဖို့ပိုသေးချသွားပါတယ်။ဘလို့ game မျိုးလဲဆိုတာကတော့သိရဖို့စောပါသေးတယ်။ Alison Borderland manga ထဲမှာ Joker ကိုပြတာက series ထဲကနေ꿰ပြပါဗျ။ manga ထဲမှာ Joker ကို chapter 63 Joker ဆိုတဲ့ခေါင်းစဉ်နဲ့အပိုင်းမှာမိတ်ဆက်ခဲ့ပါဗျ။ series ထဲကအတိုင်း Queen of Hearts game ကိုအနိုင်ယူပြီးမှ Mishumi Band တွင်နဲ့အတူ game လည်းပြီးဆုံးသွားပါဗျ။ ီးတော့ကစားသမားတွေအားလုံးကို citizen အဖြစ်နေမလား borderland နဲ့ကထွက်မလားဆိုပြီးတော့ရွေးခိုင်းပါတယ်။အားရီစုက queen ရဲ့စပွဲမှာထိုင်လိုက်တော့သူနဲ့မျက်နှာချင်းဆိုင်မှာလူပုံနဲ့အနက်ရောင်ရှိလိုမျိုးတရားရောက်ထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ခုံပေါ်မှာလဲဂျိုကာကတ်ကိုတင်ထားပါတယ်။အားရီစုကဘသူလဲလို့မေးတော့မဖြေသေးပဲ तू ကနတ်ဆိုးနဲ့တူလားဖျားသခင်နဲ့တူလားဆိုပြီးပြန်မေးပါတယ်။နောက်စာမျက်နှာမှာတော့ဒီအရေးလူသားကလှေတစင်းပေါ်မှာအရိုးကောင်းတွေအပြင်နဲ့ကျွန်းတစ်ခုပေါ်ကထွက်သွားနေတဲ့ပုံကိုမြင်ရပါတယ် ါက borderline ရဲ့သယုံမှန်ကို Greek mythology တခုနဲ့ပြောပြတာပါ။ Greek mythology မှာ Charon ဆိုတဲ့တစုံတစ်ယောက်က Styx မြစ်ကိုဖျက်ပြီးတည်သွားတဲ့သူတွေရဲ့ဝိညာဉ်တွေကိုတစ်ဖက်ကန်းက Underworld ကိုပို့ပေးရပါတယ်။ဒီမှာ Charon ကတေရွာရဲ့ဂရုသမား Styx မြစ်ဆိုတာကတေခြင်းနဲ့ရှင်ခြင်းဆိုတဲ့ကမ္ဘာနှစ်ခုကိုခြားထားတဲ့စီ။ Underworld ဆိုတာကတေရွာဖြစ်ပါတယ်။ Joker ကတော့ Charon နဲ့ပြောင်းပြန်ယူဆရပါမယ်။သူကတေရွာရောက်လာတဲ့သူတွေကိုဒုတိယအခွင့်အရေးပေးပြီးလူလောကစီပြန်ပို့ပေးနေတာပါ။ ဘော်ဒန်လန်းဆိုတာကြီးက stakes မြင်နေတူပါတယ်။တည်ခြင်းနဲ့ရှင်ခြင်းကြားမှာရှိနေပါတယ်။တကယ်တော့ဒီကဘာကိုရောက်လာတဲ့သူတွေကအုတ်ကာကယ်တွေကြာလာတဲ့ကတည်ရမယ့်သူတွေပါ။ဒါပေမဲ့ဂျိုကာကအသက်ရှင်ဖို့ဒုတိယအခွင့်အရေးပေးတဲ့အနေနဲ့တေးရွာကိုချက်ချင်းမခေါ်သွားပဲဒီမှာ game တွေကစားကိုင်းနေတာဖြစ်ပါတယ်။မန်းကားထဲမှာတော့ဂျိုကာကိုတိထက်ပို့ပြီးအများကြီးမပြသွားပါဘူး။ကစားစရာ game တစ်ခုလည်းမဟုတ်သလို final boss လည်းမဟုတ်ခဲ့ပါဘူး။အဲ့ဒါကြောင့်ပဲ season 3မှာဂျိုကာကဘယ်လိုဂိမ်းပုံစံဖြစ်လာမလဲဆိုတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ် စီစဉ်ထိုးအပြီးမှအာရီစုတို့ပြန်ရောက်နေတာတကယ်ကဘာမဟုတ်သေးဘူးဆိုတဲ့ theory မျိုးတွေလည်းရှိနေပါသေး။ဘာပဲပြောပြောသူတို့အားလုံးမှာ borderland နဲ့ပတ်သက်တဲ့ memory တွေမရှိတော့ပါဘူး။အဲဒါကြောင့်ဒီစီစဉ်မှာ borderland တို့က memory တွေကိုပြန်မှတ်မိလာဖို့လိုပါသေး။ပြီးတော့ Joker ဆက်ရုပ်ကိုတဖြည်းဖြည်းဆွဲထုတ်လာဖို့များပါသေး။ Joker ဆိုတာကစားသူတွေတဲကတယောက်ဖြစ်နိုင်တယ်ဆိုတဲ့ theory တွေလည်းရှိနေပါသေး။စီစဉ်1ထွက်တုန်းက Alice in Borderland ရဲ့အောင်မြင်မှုကတိတ်မကြီးသေးပါဘူး။ Squid Game ထွက်ပြီးမှ Alex in Borderland ကလည်းတကြော့ပြန်ဟော်သွားပါတယ်။ Season 2ကြတော့လည်းငွေကြေးပိုင်းရောပရိသတ်လက်ခံမှုပိုင်းမှာပါအောင်မြင်ခဲ့လို့ Netflix က Season 3ဆက်ရိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Season 2ကမန်ဂါရဲ့ဆက်သွယ်ရေးအတိုင်းအဆုံးသတ်သွားပြီဆိုတော့ Season 3မှာလာမတွေကမန်ဂါ adaptation မဟုတ်တော့ဘဲဇလံအစ်စ်ပုံစံနဲ့လာမှာပါ။အသစ်ဆိုရင်တလွဲပဲလုတ်တက်တဲ့ Netflix ကိုတော့စိတ်ပူမိပါတယ်။နောက်ပြီး release date ကိုလည်းတိတိကျကျမသိရသေးပါဘူး။2025 September လထဲမှာလို့တော့သတင်းတွေထွက်ထားပါတယ်။ 2023စက်တင်ဘာလမှာ season 3ရိုက်မယ်လို့ပထမဆုံးကြေညာပြီးရှိုက်ကူရေးစားခဲ့ပါတယ်။ရှိုက်ကူရေးကာလကို2024 February မှာပြီးမယ်လို့ရှာထားပေမဲ့အကြောင်းမျိုးမျိုးကြောင့် delay ခဲ့ရပါတယ်။ဒီသတင်းတွေကို producer ဖြစ်တဲ့ Akira Mori ကနေတင်ဆက်သိရတာပါ။အရင်က Alex in Borderland နဲ့ပတ်သက်တဲ့သတင်းတွေကို Akira ရဲ့ X account ကနေအချိန်နဲ့တပြေးညီအမြဲတင်ပေးလေးရှိပါတယ်။ဒါပေမဲ့ Akira ကသူ့အကောင့်ကို deactivate လုပ်သွားပြီးနောက်မှာတော့ Alex in Borderland နဲ့ဆိုင်တဲ့သတင်းတွေလည်းမြုပ်သွားပါတယ်။ အဲ့ထဲကစီဇန်2ထွက်ပြီး2နှစ်3နှစ်လောက်ကြာတဲ့အထိ information တွေလည်းပြတ်တော့ Netflix ကလည်း trailer မထုတ်ပေးဖြစ်နေပါဗျ။ဒါပေမဲ့ January 30ရက်က Netflix တင်ခဲ့တဲ့ Next on Netflix 2025ဆိုတဲ့ promo video မှာနာမည်ကြီး series တွေဖြစ်တဲ့ Squid Game, Stranger Things တို့နဲ့အတူ Alex in Borderland ကိုပါတွေ့ရပါဗျ။အဲ့ဒါကြောင့်တေးကြတာကတော့ပြဿနာတစ်ခုခုမရှိသေးဘူးဒီနှစ်ထဲလာမှာပါ။သူနဲ့ concept ခက်စင်စင် Squid Game Season 3ကလည်း2025ရဲ့မှာကြည်ရမှာဆိုတော့ဒီ series နှစ်ခုလုံးအတွက်တော်တော်လေးရှင်ခုန်မှုကောင်းပါတယ် ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ Marvel ရဲ့ထွက်ထားသမျှ Animated Movie 20ကျော် DC Animated Movie 60ကျော်လုံးကို The Miss Telegram မှာမြန်မာစာတန်းထိုးနဲ့တစုတစီရဲ့လာကြည့်နိုင်ပါတယ်မမကြီးတွေကတသက်စာဖြစ်လို့အခါဝင်ထားရုံနဲ့အစ်စ်ထွက်မဲ့ကားတွေကိုပါဆက်ကြည့်နိုင်အောင်ပါပါ animation တွေဆိုတာ live action မှာမပါတဲ့ hero နဲ့ villain ပေါင်းများစွာကိုမြင်ရတွေ့ရနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ movie တွေအပြင် DC animated series တွေ Marvel animated series တွေနဲ့ Star Wars The Clone Wars တို့ကိုလည်းကြည့်နိုင်ပြီဖြစ်ပါတယ်။ ဘယ် channel မှာဆိုမမဝင်ချင်တဲ့ဆိုရင် description မှာရော comment မှာရောဆက်သွယ်ဖို့အတွက် Telegram နဲ့နေပေးထားပါရယ်ဒီနေ့အဖို့ adios